သူနဲ့သူ့ရဲ့ကားကြောင်းကတော့ဒီလိုဗျပြေကားလေကွာညအချိန်မတော်ကြီးကိုစူးညံနေရပဲအလိုက်ကန်းစုမတိလိုက်တာဦးထွန်းမြိုင်တရားဒေါသများပောက်ကွဲကဖြင့်အိယာကလေးမထလာခဲ့ဤဟုတ်သည်လေသူ့မှာတနေ့လုံးကာမောင်းတာ၍ဒီချိန်လေးပဲအနာယူအိတ်ဆက်ရတာ အခုလိုည7:00နာရီအချိန်ကြီးတွေမှာဘဲရက်မှအလေးနတော်ကားကမိမိအိမ်ပြီးမှအဆက်မပြတ်ဟွန်တီချင်းကားဆက်နိုးခြင်းများကိုဘာသဘောနဲ့ပြုလုပ်နေသည်မသိ။ ကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေဇနီးတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူစိုးမိုးနိုင်ရေးသားတဲ့39ပိုက်ပူတစေကားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရခင်ဗျာ။အနည်းကျွန်တော်ဒီမင်္ဂလာဇီးရှိအမဖြစ်သူကြီးအထယ်ဆိုင်တို့ခိတ္တလဲပတ်သွားရောက်ခိုင်း၎င်းဆိုင်မှာကျွန်တော်နေလွန်စွာရင်းနှီးသောတန်းထိုက်အမည်ရှိဝန်ထမ်းကလေးမှာဟာကိုစမိုးဆိုင်ကူမလာတာတော့တော်ကြပြီပဲ။အခုခံမြဝတ္ထုတွေရေးနေတာအတော်အောင်မြင်နေပြီဆို။ ဟုတ်လားဗျ။ဟာဒီလောက်တောင်လည်းမဟုတ်သေးပါဘူးကွာ။ငါ့နာမည်နဲ့လုံချင်းဝတ္ထုမှမထုတ်နိုင်နေတာ။မရေးနိုင်လို့လားဗျ။ရေးနိုင်ပါပြီခေါ်လာကွာ။ငါ့မှာရေးသားပြီးသားလုံချင်းဝတ္ထုအကျန်းတွေရှိတာပေါ့။ဒါပေမဲ့လည်းဒါလူရဲလေကွာ။ကျွန်တော်မှလက်မနဲ့လက်ညှိုးကိုထိကိုက်၍ဝိုင်းပြလိုက်။ငွေဆိုသည့်အတိတ်ပဲလေ။ဒါဆိုလေကိုစိုးမိုးရဲ့အမတွေကိုအကူအညီတောင်းလိုက်ပါဗျာသူတို့လေဘောစီတွေပဲဟာ ထိုအခါကျွန်တော်မှခေါင်းကိုဖြင်းချင်းစွာခါရမ်းလိုက်ရင်မဖြစ်နိုင်ပါဘူးကွာအမဆိုတာက အမိမမဟုတ်တာကျွန်တော်စကားကြောင့်ပန်းထိုက်မှစိတ်မကောင်းခံဖြင့်တပြင်းတစ်ချက်ချလိုက်ပြီနော်ဒါနဲ့ကိုစုံမို့ကိုကျွန်တော်ကုန်ញမ်းတစ်ခုပေးစီရာရှိတယ်ဟုတ်လားစူစမ်းမအောင်ကွာစိတ်ကူးရင်ဇလန်လားကွာဟာမဟုတ်ပါဘူးဗျာ1980လောက်တုန်းကအပြင်းမာတကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရမယ်ဇလန်တစ်ပုတ်ပါကိုတွေ့လားကွာ ဟုတ်တယ်ကျွန်တော်ဖေရဲ့တငယ်ချင်းတယောက်ကိုရင်ကြုံတွေ့ကြရတာကိုပြန်ပြောပြလာတဲ့ဖြစ်ရမှန်။သူ့နာမည်ကဦးမြခိုင်းနဲ့သူကအဲ့ဒီခေတ်တုန်း39ဘိုက်ဘူးကားကြီးတွေကိုကိုရင်မောင်းနဲ့ကားအုံနာပိုင်ရှင်တယောက်ပေါ့။အဓိကပြောချင်တာကတော့သူ့အကြောင်းဆိုတာထက်သူ့ရဲ့ကားအကြောင်းကိုအရင်ထူးဆန်းလွန်းလွန်းပြောပြချင်တာ။သူ့နဲ့သူ့ရဲ့ကားအကြောင်းကတော့ဒီလိုဗျ။ပြေရကလည်းကွာညအချိန်မတော်ကြီးကိုစူးညံနေရပဲအလိုက်ကန်းစုမတိလိုက်တာ ်ဦးထွန်းမြိုင်တရားဒေါသများပောက်ကွဲကဖြင့်အိယာကလေးမှထလာခဲ့၏ဟုတ်သည်လေသူမှတနေ့လုံးကာမောင်းတား၍ဒီအချိန်လေးပဲအနာယူအိတ်ဆက်ရတာအခုလိုည7နာရီအချိန်ကြီးတွေမှာဘဲရက်မှအလီနတော်ကားကမိမိအိမ်ပြီးမှအဆက်မပြတ်ဟွန်တီချင်းကားဆက်နိုးခြင်းများကိုဘာသဘောနဲ့ပြုလုပ်နေသည်မသိဤသို့ပင်ဖြစ်စေအလိုက်ကန်းစိုးမတိသူအားတွားရောက်၍တတိပေးရအောင်မိဟုတွေကအိယာမှထလာခဲ့ခြင်းဖြစ်၏ ဒါဒါဒါငါ့ကိုတိတ်အဲချောက်နေတာအာ လုံးကြပါအောင်ဟာဦးထွန်းမြိုင်မှာ ကားပေါ်တို့လဲသူတယောက်တည်းကက်၍မကြည့်ရဲ၍နောက်ကျောင်းသို့ပြန်လဲကားပြေရာဤအိမ်ထဲသို့ပြန်ရောက်သည်နှင့်ဇနီးဖြစ်သူဒုံဝဲမကိုနှိုးရာဤထိုကားမိမိအားအေးရေးပြအောင် ပြုလုပ်သည်ဟုဆိုကားဒုံဝဲမမမြည်တွန်းတောက်ပြီးတော်ဤတော်ဟာလဲတော်ယောက်ျားကြီးဖြစ်ပြီးကြောက်တက်လိုက်တာမှလုံးမလီရောဘမလဲတည်းရှောက်ပြောနေတယ် ထို့နောက်လင်မယားနှစ်ယောက်သားပုံနကတိုက်သလိုတောင်းကျမ်းနေတော့ကားကြီးဘော်တို့တက်ကြည့်ကြရာမလေးတော်လက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 ်ကြီးတက်တိကောင်းလာပါသည်ဆိုတော့တော်ဝင်မှာကားကောင်းအတွင်းမှာလူတကိုယ်လုံးမဟုတ်ပဲလက်ချီတက်တက်လက်နှစ်ဖက်ကကားဟွန်တီးခြင်းကားဆက်နိုးခြင်းများပြုလုပ်နေသည်ကိုမထင်မှတ်ပဲတွေ့မြင်လာရတော့အခါအကြောက်လွန်၍တက်သွားပါလိတော့သည်ဦးထွန်းမြိုင်ကတော့ထိုးချင်းတွင်ဒေါ်ဝင်းမာလောက်ကမ္မနိန်လိုပဲလာမသည် ဒေါ်ဝင်းမတွေ့တော့လက်ပြက်ကြီးကိုမတွေ့ရဘဲအပန်နေဆူညံနေခြင်းနဲ့ကားကြီးရင်ထိုးနေခြင်းကိုသာလျင်ကြားရတွေ့ရ၏နောက်ဆုံးတော့ဥထုံးမြိုင်မှာပင်တတိလက်နေသောဒေါ်ဝင်းမကိုပွေ့ချည်ကားပေါ်မှဆင်ပြေရတော်၏ကြောက်စိတ်ကြောင့်ပီလာတော့မသိကိုလေးကျင်းပေါင်း120တာရှိသောဥထုံးမြိုင်ကပေါင်း150ရှိသောဒေါ်ဝင်းမကြီးကိုလုံးကြီးကိုပွေ့ချည်သွားနိုင်ဒီမှာဖက်ရွက်ကလေးလိုပေါ်လိုဟာကားကအစ်တကြီးပဲရှိပါသေးတယ် တကယ်ပြန်ရောက်မလားကိုထွန်းမြန်ရဲ့ကိုမြခိုင်မကိုရောင်နေတွင်ရထားသော39ဘိုက်ဘူကားကြီးကိုလှက်ပတ်ကြည့်ရင်တအံတော်မိလိုက်ခြင်းဖြစ်သည် ကားကြီးမှာဥမြခိုင် ပြောသလိုပင်အပြစ်အနာစာဟု၍ဥထုံးမြိုင်မှလက်ဆင့်ကမ်းပြန်လဲရောင်းချလာခြင်းဖြစ်သောကြောင့်အံ့ဩနေရခြင်းဖြစ်ဤနေရာ၌လက်ဆင့်ကမ်းသည်ဟုဆိုရခြင်းမှာဥထုံးမြိုင်မှ၎င်းကားကိုအခြားသူလူထံမှဝယ်ယူထားခြင်းကြောင့်ဖြစ်သည် တကယ်ပြောတာပါဗျခမ ्या ကိုတော့မိတ်ဆွေရင်းချတယ်မို့ဒီလောက်စည်းနဲ့ပဲယူရတာပါအမှန်တိုင်းပြောရရင်ကျွန်တော်လည်းမယောင်းကျင်ပါဘူးအရေးကြီးကိစ္စတခုအတွက်ပတ်စံလို့လို့ပါဦးထွန်းမြိုင်မှာပြောပြီးမှမိမိကိုကိုလက်ပြမလုံးတလို့ဖြစ်နေမိတယ်မိတို့ဝင်ဖြစ်စေကမူဦးမြခိုင်ကတော့ဝမ်းမြောက်စွာဖြင့်ငွေပေးချင်နေပြီဖြစ်၏ထို့နောက်တငယ်ချင်းတို့အပြန်အလှန်နှုတ်ဆက်၍လမ်းခွဲလိုက်ကြလေတော့၏ပြီးခဲ့သော လာများကလေးက ကားရှာမိရ၍စိတ်ညစ်နေခဲ့သောဦးမြခိုင်မှာယခုလိုဈေးတက်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 ဖြင့်အစ်တင်မိပါရှိသေးသောကားတစ်စီးမထစ်မဲ့ဘဲရရှိလာသောအခါချက်ချင်းပင်ကိုရန်တမောင်း၍အိမ်သို့ယူခဲ့တော်၏အချိန်ကညနေ6နာရီနေဝင်ရည်တော်အချိန်ကြီးခိုးစင်နေမင်းဟင်ကားရှိကန်းရှိသူနဲ့ဘေးချင်းကဲ့ရဲ့ခုံမှရုတ်တရက်ပေါ်လာပြီးချက်ကနေပြန်ပြောက်သွားသောအရာတစ်ခုတိတိကျကျဆိုရရင် လူတယောက် သို့ပေမဲ့အသေးထိပ်ပွဲထူးဆန်းနေဒီမှာထိုးလို့ဤမျက်နှာ၌ညလုံးနှာခေါင်းပါးစပ်များသည့်အင်္ဂါများဖြစ်ရှိမနေပဲရောက်မှကြီးလိုပြောင်ချောနေခြင်းဖြစ်နေ ထိုးဖြစ်ပျက်ကိုပြန်စင်းစားမိပြီးဒီကုလုံးမှာစက်သိမ်းမွေးညင်းများထောင်ထလာကကြော်ချမ်းသွားမိလေတော့ဤထိုနောက်ကြောက်ကြောက်နှင့်လီဘာကိုအတကုံဖိနှင်းနေရင်အိမ်ကိုအမြန်ပြန်ရောက်ဖို့ကိုသာစိတ်စောနေမိတော့ဤ ကားကူတော်နယ်မှာစူညံစွာကားဆက်နိုးနေတဲ့များကြောင့်ဦးမြခိုင်မှအိယာမှလန်နိုးလာခဲ့ရလေတော့ဤထို့နောက်အိမ်မုံစုံမွားဖြင့်အတန်လာယာစီတို့နားဆိုင်ထောင်မိလေတော့အခါဟိုက်ဌာနကားကူတော်နယ်ကလာနေတဲ့အတန်နေပဲကားကူတော်နယ်မှာစူညံစွာကားဆက်နိုးနေတဲ့များကြောင့်ဦးမြခိုင်မှအိယာမှလန်နိုးလာခဲ့ရတော့ဤ ထို့နောက်အိမ်မုံဆုံးမွားဖြင့်အတန်လာရာစီတို့နားထောင်မိလေတော့ကဟိုင်ငါငါကားဦးရောင်တွေက လာနေတဲ့အတန်တွေပဲဤကနငါကားကိုတခုတ်ဝင်ခိုးနေမိနေတူတယ်အတွင်းနဲ့တူကမန်းကတဲ့မင်းအိမ်ရမှာထားပြီးဓမီကို ကောက်ကိုင်းကကားကိုရောင်ဘက်စီတို့ထွက်လာခဲ့ဤထို့နောက်ကားကိုရောင်လည်းတို့ရောက်တည်နေကားဆက်နှိုး၍မောင်းထက်ရန်စူးစမ်းနေတော့ကားတဲ့တို့ဓမီဖြင့်ထိုးကြည့်လိုက်လေတော့ကား ကားထဲ၌ညီသူမှမတွေ့ရပဲကားမှမူတကီးဤဖြင့်ဆက်နိုးနေသည်ကို တွေ့ရ၏ထို့ကြောင့်ဓမီကိုအตาပြန်ပိတ်လိုက်သည်တွင်မှာဟာညနေကတွေ့လိုက်ရသောရင်နာ ပြောင်ချောကြီးတဲ့လူတစ်ယောက်ကကားမောင်းသူနေရာမှာထိုင်၍မိမိနေရာကိုပြန်လှည့်ကြည့်နေသည်သူ၏အကြည့်ကအေးဆက်ဆက်ကြီးရင်းထဲသို့ဒိုင်းငင်းခုံသွား၏ထိုစဉ်တွင်ပင်ကားကိုယ်တော်ကကိုဝင်တိုက်ချလိုက်သောတန်ကြီးကတိတ်ဆိတ်ငြိမ်သက်နေသော နက်နဲ့6နာရီခန့်အချိန်ကို စုညံပွက်လောရိုက်သွားစေတော့၏တိတိဆဆကြည့်လိုက်မိသည့်အချိန်မှာတော့ကားကဂူရောင်တကားကိုဖြတ်၍အပြင်သို့ပင် မောင်းထွက်ရောက်ရှိနေလေပြီဟာဟာဟေးဟေးဟေးနေနေအောင်လေဘုညခိုင်မှာလူမပါဘဲမောင်းနေတော့39ဘိုက်ဘူးကားကြီးနောက်သို့တရောတော့ပါဖြင့်လိုက်၍ဟန်တာနေရှာတော့လေကားကြီးမှာညီတို့ကမှတောက်ပြူမဆိုင်ဘူးသည့်အလားခက်တီတီဖြင့်လမ်းမကြီးပေါ်သို့ရောက်ရှိနေကြပြီ တနည်းအားဖြင့်ဦးမြခိုင်အတွက်အရာရာနောက်ကျခဲ့ရလိမ့်မည်။ဟုတ်ပြီ။ဘာဘာဦးမြခိုင်ကာလမဘို့တို့ရောက်ရှိသွားသည့်အချိန်အပြင်းမာဖြစ်ပျက်နေကြသော မြင်ကွင်းများကမသက်တာလား။ဦးမြခိုင်တို့နေထိုင်ရာတာမွေမြို့နယ်ထဲရှိရက်ကွက်ကလေးမှာ39ပိုက်ပူကားကြီးစိတ်တိုင်းကျမှွေနောက်ကောင်းကျန်းနေမှုကြောင့်ကဘာပြက်နေသည်လား။ထောင်းလမောင်းကြည်နေရှာလေတော့မည်။ယခုပင်ကြီး ၎င်းကြုံမွေသည့်ကားကြီးကြောင့်ငွားနို့ဘိုတိကလာမှာကြောက်လန့်တကြားပြေးရင်မှောက်ရက်ချော်လဲကြလေရာငွားနို့ဘုံကြီးမှောက်၍၎င်း၏ငွားနို့ပုံးတဲ့သို့ခေါင်းဆိုင်နေရှာတော့၏သူဥဒုတ်တဲ့ညာသားမှလည်းသူ၏ဆိုင်နှံကြီးကိုမနိုင်တနိုင်ဖြင့်ထမ်းရင်းပြေးရရှာလေရာပစ္စည်းများ၏လေးချိန်ကြောင့်လူရာကိုမရောက်ဘဲတနေရာထဲ၌ခြာလက်ပတ်ရမ်းနေရှာ၏ဘုရားကျော်တဲ့ကလာမှလည်းသူ၏ဘုရားကျော်များမှောက်ကြကုန်မိအကျော်ကျော်သောမိဖို့မှလည်းကားနှင့်ချိတ်ပါသွား၍ အော်ဟစ်ခုံပေါရင်ကြံခဲ့တော်၏နောက်ဆုံးတွင်အလွန်အဆိုးရသော၎င်းကားသည်လူသွားလမ်းပလက်ဖောင်းတစ်လျှောက်ဖြက်စီးတောင်ကျမ်းပြီးသည်နှင့်အားမရသေးပဲခြံစည်းရိုးတစ်ချို့နှင့်ကုံစုံဆိုင်ဆိုင်ကိုပြင်းထန်စွာဝင်တိုက်မိသည်တွင်မှကားဆက်ရချင်းဖြင့်မိကုန်းချုပ်အဆုံးသက်လေတော်၏နောက်မှတရားဒီမှာ၎င်းကုံစုံဆိုင်ပေါ်မှအဖွာကြီးပင်အသက်ပေးကြောင်ထင်အရွယ်နှင့်မလိုက်အောင်ပေါ်ပါလှည့်မြန်စွာခုံချထွက်ပြေးသွားရေးသာအသက်နှင့်ကိုအိုးစားမကွဲခြင်းဖြစ်သည်ဟုသိရ၏ မီတို့ဝင်ဆိုသေးကမူဆိုပါဂျုံမွေတိကားကြောင့်ပိုင်ရှင်ဖြစ်သူဦးမြခိုင်မှာလမ်းဘေးကျူးကျော်ဈေးတံများနှင့်ကုံစုံကိုင်းပိုင်ရှင်ကိုခြေနက်တီထိလိုက်လံတောင်းမရခြင်းဇောကြီးပေးရခြင်းများပြုလုပ်လိုက်၍အချုပ်ခန်းထဲသို့ရောက်မသွားခြင်းဖြစ်၏ဒါရောရစ်ကမှခေါ်ယူအတိပေး၍ခံဝင်လက်မှတ်ထိုးလိုက်ရသည်။နောက်မှစုံစမ်းသိရှိရသည်မှာ၎င်းကား၏ရှေးဦးပထမဆုံးကားအုံနာပိုင်ရှင်မှာ တနေ့တွင်ဖျားနာ၍တည်ဆုံးခဲ့ရပြီးနောက်သူ၏ကားကိုနှစ်တက်မြန်လို့သောစိတ်ကြောင့်မကြွမလွတ်ပဲကားပန့်ရှင်အစဉ်ဆက်ကိုလက်ဝယ်မထားရင်အောင်ဂိုက်လန်6လက်နောက်ရှက်နေခြင်းဖြစ်ကြောင်းသိရ၏။ဦးမြခိုင်လက်ထဲသို့ရောက်သောအခါတွင်မှကားကိုယ်တော်နှင့်တွင်ဘုံကြီးငါးပါးပင်ဖိတ်၍အနည်းကင်းပြိတ်ရွတ်ဖတ်ခြင်းမေတ္တာပို့၍အမျှဝေခြင်း ကွယ်လွန်သူအတွက်ရည်စူး၍ဆွန့်ကပ်ခြင်းများပြုလုပ်လိုက်သည်တွင်မှနောင်ခါတွင်6လက်ခြင်းများမပြုလုပ်တော့ပါဟုသိရလေတော့၏။ ဇလန်လေးကတော့အီမြန်မာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာယခုဇလန်လေးကိုရေးသားသူစာရေးသူစိုးမိုးနိုင်ကိုလည်းဂါရဝပြုကျေးဇူးတင်ရှိရသလိုဇလန်လေးကိုပြီးဆုံးသည့်အထိနားဆင်ပေးသူများကိုလည်းကျေးဇူးအထူးပဲတင်ရှိရပါတယ်ခင်ဗျာ